နွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောတာရှင်တွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကစရောကိုပါစမ်းမလန်းချကြပါစီခင်ဗျာ အခုဖတ်ပြပြီးမှကတော့ဆရာမောင်သာရွားရဲ့နောက်ဆုံးကြတော့ကျော်ဟင်းကကျော်ဟင်းပါပဲအပိုင်းနှစ်ကိုဖတ်ပြပေးမှဖြစ်ပါတယ်နားဆင်အားပေးကြပါဦးခင်ဗျာ thank you နောက်ဆုံးကြတော့ကျော်ဟင်းကကျော်ဟင်းပါပဲအပိုင်းနဲ့ကျုပ်ဘဝမှာငငယ်ကလေးကမိဘမြစ်ဖြစ်ခဲ့ရတယ်ပြီးတော့အမရဘိုးတော်တောင်မျိုးဆိုတာကလည်းသူ့ရဲ့ဇာတိချက်မျိုးအစစ်မဟုတ်ဘူးသူ့ရဲ့တကယ့်မူရဲ့ဇာတိက ရွှေဘူနယ်ကနှမစရဲ့ဆိုရရွာတုံမေပိုးထီလို့ဆုံးတော့ဥပစင်ဥတီလာဆောင်ကရွာကိုတင်ရောက်နေတဲ့အခါကြုံကြိုက်တော့ ဖုန်းကြီးစာတန်ရန်တောင်းမြို့ကိုចောင်းသားကြီးခေါ်လာရောဆိုပါတော့อืมဖုန်းကြီးရဲ့မွေးစားသားပဲပြောပါတော့ဒီလုံးနဲ့ကျုပ်တောင်းမြို့မှာကြီးပြင်းခဲ့တယ်ဥပစင်ဥတီလာစာရကကျုပ်ကိုအတန်းចောင်းမှာထားပေးတယ်ဆုံးခံရင်ចောင်းစရာတကတယောက်ကိုအပ်တယ်ကျုပ်ခဏတန်းအောင်တဲ့အထိចောင်းနေခဲ့ပူတယ်ကြီးပါမဲ့ဆိုပြီးဥပစင်ကလည်းတနာနေထင်ပါရဲ့ရိုက်ဖို့နိနိတတာငေါ့တောင်မငေါ့ခဲ့ဘူးအဲចောင်းစရာကတော့သဘောကောင်းပေမဲ့ ို့သုံးတန်းရောက်တဲ့နေ့ခရေကနေပြောင်းတော့ရတယ်။ဟောတုတ်ကုတူကကမကောင်းကျင်တော့သူခုနှစ်တန်းစာမေးဝဲဖြစ်ပြီးရိချောင်းပိတ်တုံးမှာ ကျုပ်အားကိုရဖြစ်တဲ့ဥပဇင်းကပြန်တော်မူပြန်တယ်။လိုပါပဲ။သူ့ဘဝမှာ ကျုပ်အားကိုရမှန်သမျှအကုန်ဆုံးမကုန်ကြရတယ်။ခုတော့ကျုပ်ဘသူကိုမှ အားမကိုတော့ဘူး။မိဘအရာလည်းမထားတော့ဘူး။ဆရာသမားအရာလည်းမထားတော့ဘူး။ ကျုပ်ကတပည့်သားမျိုးလိုမွေးဖို့ကောင်းတဲ့အကောင်မဟုတ်ဘူး။အင်မတန်ခိုက်တဲ့အကောင်။ဒါကြောင့်လဲကျောင်းထိုင်ဆရာတော်ထံမှာခွင့်ပန်နေဆရာတော်ဦးနန္ဒီယကပညာဆက်တင်ဖို့ဆုံးပါတယ်။ကျောင်းဆက်ထားပေးမယ်လို့လည်းကတိပြုတယ်။ညံကောင်းတဲ့အတွက်သင်ကျင်စိတ်သာရှိမယ်ဆိုရင်တက္ကသိုလ်ကပွဲရတဲ့အထိတာဝန်ယူမယ်လို့လည်းပြောတယ်။အားပေးတယ်၊နှစ်သိမ့်တယ်။ဒါပေမဲ့ဆရာတော်ကိုမျက်နှာတော်မဖိုးရင်ဖိုးရင်နဲ့ကျုပ်တနာလာတယ် ရှာမရှာတဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်အဟောကလည်းအဟောကောင်းအရေးကလည်းအရေးကောင်းဆရာတော်တတ်တော်ရကြောရှိပါစေနေပါစေကျုပ်လူမိုက်လုပ်ပြီးထပ်ပြေးလာခဲ့တယ်ငငယ်တော့ကတော့ဘာသိမှလဲမြေတားတို့အင်းအောင်ကြီးတို့ဆိုတာတွေနဲ့ပတ်သက်လို့လဲဘယ်နားလဲပါမလဲတိတဲ့အတိုင်းကျုပ်ကလူတော်ထဲမှာခြေပြင်းလာခဲ့ရတာမှမဟုတ်ပဲဒီတော့ ကိုယ်အသက်ထက်15နှစ်တိတိကြီးတဲ့ဘာသာအယူခြင်းလည်းမတူတဲ့လင်းသေးပြီးစားမုတ်ဆိုးမှတယောက်ကိုလည်းလုံးဝမစင်းစားမစင်တင်ပဲချုပ်ချစ်ပစ်လိုက်မိတယ်။အဲအဲချစ်ပစ်လိုက်မိတာလားနှစ်ပစ်လိုက်မိတာလားတနာလိုက်မိတာလားตาရလိုက်မိတာလားတကယ်တော့ကျုံမဝေးခွဲတက်ခဲ့ပါဘူးလေ။မထီးကိုကျုံမချစ်တာလည်းမဟုတ်ဘူးချစ်တာလည်းမဟုတ်ဘူးမပေါင်းကျင်တာလည်းဟုတ်တယ် ပေါင်းကျင်တာလည်းဟုတ်တယ်။တခါတခါကြတော့လေမထေးကိုချစ်တယ်။တနာတယ်။တခါတခါကြတော့လေမထေးကိုယွန်းနေမုန်းနေ။အိုးကြီးကုန်ပြီ။ကြီးခဲ့ကုန်ပြီ။ချွန်ရစ်ခဲ့ကုန်ပြီ။ကဘာဆွေးမပြန်သွေးမနေခြင်းနဲ့တော့ပြန်ဝေပန်ပိုင်းချမနေခြင်းနဲ့တော့အေးပြောရမယ်ဆိုရင်တော့လေကျုပ်ဘဝမှာ မရွယ်ပဲစော်ကင်းမင်းဖြစ်ဆိုသလိုမထတီဆိုတဲ့မိမတယောက်နဲ့အကြောင်းဆက်ပေါင်းဖက်ခဲ့ဘူးလေဆိုပါတော့ရေရတယ်အဲ့ဒီတော့ကချုပ်သက်ကဘာရှိအောင်မှာတော့၁၈နှစ်မပြည့်တတ်သေးဘူးအဲမထီအသက်က33ပြီးတော့ချုပ်ကဗုဒ္ဓဘာသာမထီကမွတ်စလင်ဒါပေမဲ့ဖြစ်ချင်တော့ပြောပါရင်စီဝါတက်ကောင်းလို့ပြောဆို မေမျိုးကအပြန်မှာ ကားမောက်ချောက်ထဲကြပြီးဆုံးတာမီးလောင်ကုန်လို့အလောင်းတော်မမြင်လိုက်ရဘူး။အိုးဘာပြောကောင်းမလဲမထီးဆိုတာပဒါမီလူနည်းနည်းကလေးမှစောက်တရမရရှာဘူး။အော်အော်ပြီးမူလိုက်တာကလည်းတရက်ကွက်လုံးပုတ်ပွက်ညာကြားရတဲ့သူရင်ထုမနာဘသူမှစိတ်မချမ်းသာကြဘူး။ဒီထဲငိုရင်းရှိုက်ရင်းနဲ့တက်တက်သွားလိုက်တာကလည်းခဏခဏ တက်လိုက်ပြီဆိုရင်လေမတ်တက်ဆိုမတ်တက်ကပြစ်လေတာပြီးတော့အင်းအောက်ထက်ကလည်းတမန်တလင်းခင်းခေါင်းနေတာကြလို့ကတော့ဘယ်လွယ်လိမ့်မလဲအိမ်မကလည်းဘသူရှိတာမလို့ခိုင်းမှုခေါ်ထားတဲ့အထင်းညမတဝန်းခွဲကလေးမိဝင်နဲ့ကျုပ်ပဲအဖို့ရှိတာပဲခတ်တာကမထင်းရဲ့အဖြစ်ကမကြည့်ရစရာတစ်စင်းသူအချိုးခံလိုက်ရတယ်လို့ရုတ်တရက်ချက်ချင်းကြီးအုံဆုံးမှဖြစ်သွားရတဲ့ဘဝ အရွယ်ကလည်းကောင်းတော့ကားသမီးကလည်းမရှိတော့ရုပ်ကလည်းနည်းနည်းမှမကြအိမ်တော်သက်ဆယ်နှစ်တော်ပြီဆိုပေမဲ့လည်းလင်းနဲ့မယားကချစ်လိုက်ကြတဲ့အချစ်ကျုံမျက်မြင်ပဲလေအဲမထေးပြောတာလည်းဟုတ်မှာပဲဘာကိုကြည့်လိုက်ကြည့်လိုက်ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်လင်းမြင်တာပဲမြင်မြင်နေရတဲ့ဟုတ်မယ်ဆယ်နှစ်တော်ပေါင်းလာခဲ့တဲ့လင်မီကိုပြီးတော့လေဒီအိမ်ကလက်ထက်ပွား င်းနဲ့မရခေါင်းချင်းဆိုင်တိုင်မြင်ပြီးကိုယ်တိုင်ဆောက်လာခဲ့ကြတဲ့အိမ်ပြီးတော့မှဘာကြသေးလို့တော့မှန်နေမိမရနိုင်ဘူးဆိုတာလည်းမှန်မယ်အချင်းရှိသမျှသတိရနေတယ်ဆိုတာလည်းဟုတ်မယ်သူမရှိတော့တမျိုးပဲမနေတော့ဘူးဆိုတာလည်းဖြစ်နိုင်တယ်နှစ်ယောက်ထဲနေခဲ့တဲ့အခန်းထဲကနှစ်ယောက်ထဲအိတ်ခဲ့တဲ့ဂတင်ကြီးပေါ်မှာတယောက်ထဲမအေးရပါဘူးဆိုတာရုတ်တိရှိတယ်အဲညီမရညပစ္စည်းတိုင်းက သူ့ကိုတတိယစီပြီးတတိယလာတာနဲ့တပြိုင်နက်လဲမျက်ရည်ကစိတ်ပြီးထွက်လာရောဆိုတာလေတဘာဝကြတယ်ဒီတော့အထေးကိုပြစ်ထားလို့မရဘူးမျက်ခြေပြက်ခံလို့မဖြစ်ဘူးမိဝေကလည်းအိမ်မှုကိစ္စကအများသားဧည့်သည်အဝတ်နဲ့ဆိုတော့လေလူကများပြီချင်းမတော်တင်းမိလဲရင်နဲ့တခါလေအသက်ထွက်သွားရင်ဒုက္ခကျုပ်ကလည်းကျုပ်ပါပဲလေပူမိရဲ့ ဘုန်းကြီးကျောင်းသားဘွားကကြားဘူးနာဝရှိထားတဲ့ဗရာဇာကြီးဇလန်းကိုပြောပြပြီးတော့လေတရားပြရတယ်။အငငယ်နဲ့အကြီးပဲမဲ့မထေးစာအပူတွေကိုဒီမှာနုံတဲ့နစ်ကုံတော့တာပဲ။ကတ်သားပဲ။ကျုပ်ကလည်းလူပြိုးလက်တိုးကျိုးပြန်ဆိုပါတော့မထေးကလည်းဆယ်နှစ်ကျော်အတွေ့အကြုံရင်းကျက်လာခဲ့တဲ့မိန်းမရဲရတယ်။မြေကင်းပတ်မှာတတိယလွန်ဆုပ်ပြီးငိုတော့ ညဘက်ကျတော့ကျုပ်ရင်ခွေထဲမှာမြူးလို့ရဲရတယ်ခဏခဏကျုပ်ကိုနမည်မှားခေါ်တယ်ခုထက်15နှစ်နေတဲ့ကိုအိမ်ကအလုပ်သမားကလေးတယောက်ကိုတစ်ခါတစ်ခါကိုကိုတဲ့ရဲရတယ်မထေးလို့ဘာသာထုံးတမ်းရအရက်40ရက်မလေးခင်ပါပဲကျုပ်တို့ညားကြတယ်အေးတိတ်တိတ်ပုံပထမတော့တိတ်တိတ်ပုံတိတ်တိတ်ပုံဆိုပေမဲ့ ကျုပ်တို့ကသာဟုတ်လာပြီထင်ပြီးတိတ်တိတ်ပုန်းနေကြတာအရက်ထဲမှာကတော့ဟိုးလေးတစော်ဖြစ်နေပြီနောက်မှသိရတာအရက်ဆိုတာကတော့သိရတဲ့အတိုင်းပုံကြီးချဲ့ပြောတဲ့သူကလည်းပြောတော့ပေါ့တချို့များဘလောက်အထိရရက်ဆက်ဆက်ချဲ့ပြောကြတယ်လဲဆိုရင် အစာကလေးကမထေးကနှလင်းဆန်မင်းမားတဲ့အဲ့ဒါလင်းကြီးလုံးတဲ့လူကမိပြီးစိတ်ဆင်းရဲတာနဲ့သူ့ကိုယ်သူ ခုလိုတက်တည်သွားတာတဲ့မှတ်ပြီးရော ါပေမဲ့တုတ်တို့ကတော့တနစ်လောက်အထိတိတ်တိတ်ပုန်းနေကြတော့မယ်။အေးမိဝေကတော့တလမကြဘူးတိတ်သွားတယ်။နော်တောင်းချမ်းကြတော့ပြီးတော့လေပြဿနာတက်လာတာကမထင်းမှကိုဝင်ရှိလာတယ်။ပထမလေးနဲ့တော့ကဆယ်နှစ်ကျော်လာခဲ့တဲ့တိုင်တန်းသမီးမဖြစ်ထွန်းခဲ့ပဲနဲ့ခုတိတ်တိတ်ပုန်းဘဝမှာကိုဝင်ရလာတယ်။ပြဿနာပေါ့ဘယ်ဖြစ်လိမ့်မလဲ။ ဖြတ်ချပစ်ကြရတာပေါ့ဒီမှာလေမထင်းဆိုတာဟိုလိုက်တာထွန်းထွန်းလူခလေးလိုချင်လို့တဲ့အဲ့တော့လေမှန်တယ်မထင်းမှာကြုံမရှိလို့မဖြစ်ဘူးမထင်းမှာကမထင်းမိဘရဲ့အမွေလက်ငုပ်တွေဖြစ်တဲ့စီးပွားရေးလုပ်ငန်းနှစ်ခုရှိတယ်တစ်ခုကမြောက်ပြင်ကဆလိတ်ခုံလကားဆလိတ်ကိုတွင်းရတဲ့ဆလိတ်ခုံကွဲစေးဆက်ယူဆလိတ်တွင်းလုံသားတရာနီးပါးရှိတယ်နောက်တစ်ခုကတော့ အင်းအောက်ထပ်ဘက်ဘက်အခန်းကျင်းမှာဖွင့်ထားတဲ့စပိန်ပစ္စည်းဆိုင်ဒီဆိုင်မှာမထီးယောက်ျားဆရာစိန်ဝင်းကထိုင်နေကျုပ်ကအကူလက်ထောက်မထီးကအရင်းကြီးရှိတယ်ဆရာစိန်ဝင်းကစူးစားတယ်စီးပွားတက်လာတယ်မှန်နေမထီးကမရကောင်းတယောက်လည်းဖြစ်တယ်အင်းတော်ရှင်မကောင်းတယောက်လည်းဖြစ်တယ်ဒါပေမဲ့လုပ်ငန်းရှင်ကောင်းတယောက်စီးပွားရေးသမားကောင်းတယောက်တော့မဖြစ်နိုင်ဘူးဘယ် လင်းကိုအင်မတန်ချစ်တတ်တဲ့မိမပဲသူ့ကိုဆိုတာကတော့မပြောနဲ့သူ့ကလည်းငဲတယ်မဟုတ်လားသူ့အထင်တော့ပထမလင်းထက်တောင်ချစ်သေးတယ်ကျင်နာသေးတယ်အလိုလိုက်သေးတယ်ထင်တာပဲဟုတ်တယ်မျက်စိအောက်ကကို အပြောင်မခံဘူးနှသေးကလည်းဖွင့်ပြောတယ်အရင်ယောက်သားတို့ကလင်းလိုသာချစ်တာတဲ့သူ့ကိုကြတော့လင်းလိုလည်းချစ်တယ်တဲ့ကားလိုလည်းချစ်တယ်တဲ့ဟုတ်တယ် တခါတခါသူ့ရင်ငွေထဲမှာကားလိုစော့ခိုင်းနေကလေးယူဒါပေမဲ့မှန်တဲ့စကားကိုပြောရရင်ကျုပ်မထင်းကိုစိတ်ကုန်ခန်းလာတယ်အထူးသဖြင့်တိတ်တိတ်ပုံပေါ်ကိုကျုပ်နှလုံးနာလာတယ်မြစ်တာနဲ့ဖွဲ့စည်းတိဆောက်တဲ့အင်တော်ကြီးမဟုတ်လို့ထင်ပါရဲ့ရေငတ်တုံးတာရေကိုတန်းတားမိပေမဲ့ရေကိုအားရပါးရတောက်လိုက်ရတော့လေရင်းဆိုရင်ပြန်လှည့်မကြည့်ချင်တော့ဘူး မထေးပေါ်လေကျုပ်ချုံမုန်းကြလာတယ်။ကျုပ်ကငယ်လို့တကယ်ကိုအတွေ့အကြုံမရှိလို့မှားတယ်ပဲထားပါတော့။ဒင်းကဆက်နှကျိုးမှားရမယ်လား။ပြီးတော့လင်းသေးစတီးနေလင်းရဲ့မျက်နှာမှာမငဲ့ဟုတ်ပါကျုပ်ခိုင်းရင်ရင်ပုံခိုင်းကြရရဲ့မထေးဟာလင်္ကာတိပကျုံးကမဲကုဝင်လက်သက်ဒါပေမဲ့လည်းပဲတက်နိုင်မလဲ။ကျုပ်မှာမထေးအိမ်ကလွဲလို့တခြားဗမာမှာနေစရာမရှိဘူး။ တခြားဘယ်ကိုမှသွားเสียရမရှိဘူးတခြားဘသူ့ဘဝမှအားကိုးเสียရမရှိဘူးတလမ်းမဲ့ရှိတယ်ဘုံကြီးကြောင်ပြန်မပြန်ခြင်းဘူးဒီမှာကျုပ်စိတ်သက်တွေကျုပ်တီလောက်တွေစပျက်စီးတာပဲကျုပ်မထီးရဲ့ရင်ွယ်မှာตาရနှမျောနေတယ်ကျုပ်မထီးရဲ့အိမ်ရမှာစီးစိမ်ရှင်မှုနေတယ်အဲ့ဒီตาရမှုနဲ့အဲ့ဒီစီးစိမ်ကိုကျုပ်မစွန့်လွတ်နိုင်ဘူးဖြစ်နေတယ် သူ့ရဲ့ရိုးသားမှုနဲ့မလင်းနိုင်ဘူးဖြစ်နေတယ်။သဘောကတော့စိတ်ဆင်းရဲရမှုကိုကိုယ်ခန္ဓာဆင်းရဲရမှုနဲ့မလင်းနိုင်ဘူးဖြစ်နေတယ်။တိတ်တိတ်ပုံဆိုတော့သူ့ရဲ့လူပြိုဘဝကိုဆုံးရှုံးလက်လွတ်လိုက်ရတာလည်းမဟုတ်ထိခိုက်နစ်နာရတာလည်းမဟုတ်ပြီးတော့အင်းဒီမပြတ်ဆက်ဟန်ဆောင်နေရင်လေကောင်းကောင်းကြီးဖြစ်နိုင်ပါလျက်ကေနဲ့ဘာကြောင့်ပြန်ဒုက္ခအရောက်ခံရမှာတော့ဆိုပါတော့ ထုတ်ဟန်ဆောင်တက်လာတယ်ထုတ်လိန်နေတက်လာတယ်မချစ်ပင်းနဲ့ချစ်တဲ့အောင်မပျော်ပဲနဲ့ပျော်တဲ့အောင်အဲလိန်နေတက်ရကလိန်ပြောတက်လာတယ်ထုတ်တီလာပြီးပျက်စီးစပြုတ်လာတယ်ရိုးသားမှုအကျင့်စရိုက်တွေကလည်းထုတ်ကောင်းလေးကထွက်ပြေးစပြုတ်လာကြတယ်မထေးကလည်းမိမပါရိပ်မိတယ်ထင်ပါရဲ့ထုတ်ကိုပိုးအလိုလိုက်လာတယ်သူ့ကိုပူဆွဲလန်းတက်မှတ်လာအောင်လဲ အလှပတွေပိုလှုပ်လာတယ်။အမွှေးနှစ်သားတွေပိုတုံးလာတယ်။အမျိုးသမီးအလှပြင်ဆိုင်တွေမှာငွေကုန်ကြီးကြခံပြီးတော့လဲချေတပြင်ဆင်လာတယ်။ပြီးတော့ခါးကအစီရော့အောင်လို့အစားလျှော့တယ်။ညနေစားမှာ ထမင်းမစားတော့ဘဲဟင်းမဲစားတယ်။ရေချိုးမှန်ဒီမှာကျိုးခုံတယ်။ကာရလေးကျင်ငန်းလုပ်တယ်။ဒါပေမဲ့လေမူလကလေးကမထေးရဲ့ဗလာက ဖွင့်ဖွင့်ပြိုးပြိုးကြီး လူမျိုးကလည်းခေါ်တော့ခါးဆက်ထင်ပါရဲ့။ ကိုလေးတင်ကပေါင်၁30အထက်သာတက်မယ်ဘတော်မှအောင်းမလျော်ဘူးပြီးတော့အရက်ကလည်း၅ပင်၅လက်မသူကမထေးထက်လက်မဝတ်ပဲမြင့်နေဒါရောမထေးဖက်နှက်စည်းမထားတဲ့အခါမှာတိုင်းကြီးမှအဲအပြင်ထွက်ကြလို့ရှိရင်ဖြစ် သူ့ဖက်နှက်ကခုံထူးဓမ္မမဟုတ်တောင်းမြက်ပြီးတော့စပင်ကလည်းလှိုင်းတော့လှိုင်းလေးအပွားအပွားကျုပ်ထက်မြင့်နေရောအဲကိုအလေးချိန်ကြတော့လေ ို့ကတစ်နှစ်သုံးသက်စားတာတော့ပေါင်132ကအများဆုံးမထစ်တဲ့အများဆုံး78ပေါင်နေတယ်ဒီတော့ဘလိုးပဲပြုတ်ပြင်ပြုတ်ပြင် အသက်အရွယ်ချင်းဗလာချင်းခြားနာတာကတော့ဆွဲစီလို့မရဘူးတိတာတယ် ကြောရအောင်ပဲနောက်ပိုင်းအခါလေကြော်လာတော့မထေးကလည်းတက်တီကောင်းလာတယ်တိတ်တုပ်ပုံဘဝကိုကျုပ်ရုံမုံဆက်စုံမှန်တိတော့သူ့ဘက်ကလည်းတိုးလိုက်ရောလာတယ်အိမ်ထဲကနေအိမ်ပြင်ကို အတူတူတွဲထွန်းဝင်လာတယ်ဈေးကြိုလေးလည်းအတူတူ တွဲသွန်းဝင်လာတယ်ရုပ်ရှင်လည်းအတူတူတွဲကြည့်ဝင်လာတယ်ကျုပ်ကအားကိုးရတယ်ဒါကြောင့်လုပ်ငန်းကိုင်ငန်းတွေလက်ထက်တင်ပြရမယ်လို့လည်း ပဝင်းကျင်ကိုဖွင့်တင်ကြလာတယ်။ပဝင်းကျင်နဲ့မထီးရဲ့ဆွေမျိုးအုပ်စုရဲ့ကဲရင်မှုရှုံချမှုကန့်ကွက်မှုတွေကိုလည်းရဲရဲဝံ့ဝံ့ဥပိ္ပခါပြုတ်လာတယ်။ဆင်းရရယ်။မထီးကပြပြဖြူဖြူကျုပ်ကတေးသေးကြက်ကြက်မထီးကဖြူဖြူဝင်းဝင်းကျုပ်ကမဲမဲကျုပ်ကျုပ်မထီးကဆူဆူပြပြကျုပ်ကချောက်ချောက်ကက်ကက်အေးဟုတ်ပါ နင်းနဲ့လားရွှေနဲ့များဆိုတာဒီလိုစန့်ကြပ်မျိုးမှဘသူကသားအမိလို့ထင်မလဲမထေးကစပင်တွေဖြတ်လိုက်တယ်မထေးတို့ရိုးရကမိမဆိုရင်စပင်မဖြတ်ကောင်းဘူးတဲ့စပင်တွေကလည်းကောင်းပါတန်ပါပြည့်တဲ့ဖြည့်ချထားလိုက်ရင်တကောင်ကွက်ကိုရောက်တယ်မထေးရဲ့ဖြစ်ကလည်းတရချားတစ်ခါနှစ်ရချားတစ်ခါခေါင်းကိုလျှော်ရတယ်မထေးရဲ့ခေါင်းက ချွေးထွက်လေတန်နေမချောရင်နန်းနေပြီးတော့စပင်းကြီးအုပ်ထားတဲ့လေကုန်းမှာအပူပူတွေကလည်းခဏခဏထွက်တတ်တယ်ဒီတော့မထီးရဲ့အကျင်းကအမြဲတမ်းဘီဇဘက်ပတ်ထားလေးရှိတယ်ဘီဇဘက်ပတ်ထားပြန်တော့လေညနာကပိုရင်းရော်သွားတယ်လို့သူ့ကိုယ်သူမှန်နေမှကြည်စစ်စီးပြီးမထီးမကျင်မနဲ့ဖြစ်တယ်အဲတနေ့တော့ကျုပ်တားမြင့်နေတဲ့ကြားထဲကမလိမ့်တစ်ပတ်နဲ့ထွက်သွားပြီးဖြစ်ဖြစ်ခဲ့တာပဲမိုက်လိုက်တဲ့မိမ့်မ မထေးကတော့အငယ်ဥစင်နေပေါ့လေစံကိုလေပဲအနောက်တိုင်းသူပုံစံမျိုးနာတန်ပေါ်ပေါ်တွယ်တွယ်ကလေးနဲ့လှလေပိုးလှလာတာအမှန်ပဲငယ်လဲပုံငယ်လာတာအမှန်ပဲဒါပေမဲ့ကျုံလိုချင်တဲ့အရေးချင်းတွေကငယ်ရွယ်နှုတ်နယ်ချင်းတွေလှပပြည့်ပြည့်ချင်းတွေမှမဟုတ်ပဲတကယ်တော့မထေးရဲ့ရုပ်ရည်ကပြင်ဆင်ချေတဆရာတော့မလိုပါဘူးအာမနာတန်ပြောရရင်ကျုံနေတော့မတန်ပါဘူး ပြီးတော့အသက်အရွယ်ချင်းကွာခြားမှုဆိုတာကလည်းကျုပ်ဖို့အရေးဆိုင်စရာမဟုတ်ပါဘူးတူတူပြောရရင်တော့ကျုပ်ကိုကျုပ်လည်းမကျေနပ်ဘူးကျုပ်အဖြစ်ကရေချိုးခြင်းလို့ရေထဲဆင်းလိုက်တာမဟုတ်ပဲရေထဲလိမ့်ကြတာမျိုးဖြစ်နေတယ်မတော်တဆအိမ်အောင်ကြရတဲ့အဖြစ်ဒီအဖြစ်မှာမထင်းနဲ့ကျုပ်နှစ်ယောက်သေးပဲတည်တယ်ခက်တာကဖွင့်ပြောလို့ရတဲ့ကိစ္စမျိုးလည်းမဟုတ်ဘူးကျုပ်က နောက်လိုက်နောက်လိုက်မှ တခင်နောက်လိုက်မရောက်ဖူးတဲ့အတိုင်းပြည်ကိုညာကြီးတကောင်ရောက်သွားရတယ်လို့ပဲမထေးရဲ့အစီအစဉ်အတိုင်းလိုက်လှုပ်ရှားရတာစိန်မောလူမောတာကိုကြုံမကျင်နဲ့ဖူးမထေးတရခန်အဲစဉ်းစားမိပြန်တော့လေပြန်ရောပေးလို့ပြောလို့ရတာမျိုးမဟုတ်ဘာတက်နိုင်တော့မလဲပေါက်တဲ့နဖူးအထူးတော့ပါဘူးမထေးကတော့ကျုပ်အပေါ်မှာခွင့်လွှတ်ရှာပါတယ် ဒီမကျင်နှက်မှုကိုအကြောင်းပြုပြီးကျုပ်ဆိုးကျင်တိုင်းဆိုးသမျှကျုပ်ရမ်းကျင်တိုင်းရမ်းသမျှကျုပ်အနိုင်ကျင့်ကျင်တိုင်းအနိုင်ကျင့်သမျှကိုလည်းအတက်နိုင်ဆုံးတီးခံရှာပါလေခုရိုက်လိုက်တဲ့ပါ မျက်ရည်မချောက်ခင်ခုပြန်နှမ်းလဲစိတ်မကောက်ရှာဘူးကောင်းရှာပါလေကျုပ်ပေါ်မှာဒီလိုကောင်းတဲ့မိမဒီလိုကောင်းမဲ့မိမဒီကဘာမှာမရှိနိုင်တော့ဘူးနောက်ထပ်မတွေ့နိုင်တော့ဘူးဆိုတာလေကျုပ်သိပါရဲ့ ဒါပေမဲ့ကျုပ်ပြောတော့မပြောဘူး။အဲလက်ဦးမိုက်တာကမထေး။နောက်ကလိုက်ပြီးမိုက်တာကကျုပ်။ကျုပ်မထေးကိုစန္ဒပြလိုက်တယ်။ပထမကျုပ်ကိုလူသိရှင်ကြားလက်ထက်ပေါင်းရမယ်။လက်မထက်နိုင်ရင်ကျုပ်ဒီအိမ်ပေါ်ကဆင်းမယ်။ဒုတိယစီးပွားလုပ်ငန်းတွေကိုလည်းကျုပ်ပဲဦးဆောင်ပြီးလုပ်မယ်။မထေးရဲ့လက်ထောက်အနေမျိုးနဲ့တော့မလုပ်နိုင်ဘူး။လုပ်ခွင့်မရရင်လည်းကျုပ်ဒီအိမ်ပေါ်ကဆင်းမယ်။ သူ့တို့ရဲ့တိတိပုံအိမ်တော်သက်တနည်းနဲ့သုံးလပြည့်တဲ့နေ့မှာရှားသံပြေးလိုက်တယ်။ဘယ်နဲ့ကလေးပြတ်ချခဲ့ရတာမှ6လမရှိသေးဘူး။ဒုတိယအကြိမ်ပြဿနာတက်ပြန်ပြီ။ဒီတော့အကောင်းဆုံးနီးလန်းကလင်မယားမဟုတ်ရင်လင်မယားလိုမနေနဲ့။အောက်ထပ်မူလကကျုပ်နေရာဟောင်းကိုပြန်ပြီးပြောင်းအိပ်တယ်။စန္ဒပြလိုက်တယ်။ဟင်းအင်းမရဘူး။ဘလို့ချော့ချော့မပြော့တော့ဘူး။ဒလာ တလအတွင်းမှာမှလုံလားချက်မရရင်ကျုပ်ကလည်းတက်တယ်။ပြင်ဆင်ထားပြီးပြီးဆင်းမယ်။ဘယ်လိုဆင်းမှာလဲ။ရဲသလိုမောသလိုနဲ့ကျုပ်မီးပြားကို သူ့လံကျိုးဖျားကလေးနဲ့လာမပြီးမေးတယ်။ပထမတော့ကျုပ်စိတ်မဆိုးပါဘူး။ကျုပ်ကအငယ်ဆိုတော့ဒီလိုပဲကျုပ်ကိုကစားနေကြ။ဒါပေမဲ့မတက်နေတဲ့အချိန်မှာတော့ကျုပ်လည်းအတွေးခေါင်မိတယ်။အော် တယ်လို့လားသူ့ကိုဖုံးကြီးចောင်းသားနေစရာမရှိတဲ့အကောင်လို့လိုင်းထက်စင်းနေမေးလိုက်တဲ့သဘောလားဘယ်ရလိမ့်မလဲပြုံးပြီးကြည်နေတဲ့မျက်နှာကိုမျိုးပြီးပုတ်သွားအောင်တခွန်းနဲ့ဖြေလိုက်တယ်ပါးရိုက်ပြစ်လိုက်တာထက်ကိုနာအောင်မယ်သူ့ကိုလင်းမမတ်သားမမတ်ပေါင်းသိမဲ့မယန်းတယောက်အိမ်ကိုလို့တခါလေးသူ့ကိုကြောက်ခိုင်းပြစ်လိုက်တယ်ပြီးတော့ ထွက်မသွားသေးပဲဆက်မေးတယ်။ဘောင်းကမကိုစိတ်အကြက်ကင်တာပဲ။တိတ်နိုင်ချင်တာပဲ။ကိုကူနဲ့တုန်းကမလန့်မထီလှုပ်ချင်တာလှုပ်လာခဲ့သမျှခုမှကောင်းကောင်းဝတ်လေတော့တာပဲ။ကဲမောင်ကိုနောက်ဆုံးမိကုန်တခုံးမဲမိမယ်။မောင်ဝမ်းထဲမှာရှိတဲ့အတိုင်းဖြေ။မောင်မကိုချစ်ကိုချစ်ရလား။အေးတယ်အစိတ်ကတက်သေးတယ်။ဒီကိုကြီးရောက်နေပြီမသိဘူးလား။ သူ့ရဲ့စိတ်သက်ကိုပါလေပြောညံ့လုံးပါတယ်တကယ်တမ်းကျတော့မရက်ဆက်ပြန်ဘူးဖြေလိုက်ပါတော့လား तू ပြောတယ်လို့ဝမ်းနေတာရှိတဲ့အတိုင်ခုတော့ဘာမှန်းလည်းမသိပြက်ပြက်သားသားကလည်းမရှိမထီးကတော့ဂျုတ်တရဲ့ဂျုတ်ရှိရာဘက်ကိုပြန်မျက်နှာမူလိုက်တယ်ဒီအကျွဲဆိုတဲ့စကားကိုထက်ထက်မပြောပါနဲ့မလိုပါဘူးမမောင်းပစက်တဲကထွက်တဲ့စကားကိုကြားညင်လို့မေးနေတာ ခတ်သားပဲအမှန်ကိုဝန်ခံရရင်သူ့စိတ်ကလည်းနှခော့ပြီးတော့ရာဇသံပေးထားပြီးတဲ့နောက် ပြင်စမမြောက်တဲ့နေ့ဥပုံနဲ့ဆိုင်မဖွင့်တဲ့နေ့ဒီ9ရက်အတွင်းပထမဆုံးအချိန်မင်းသချင်းပြန်ဆိုင်ပြီးတဲ့နေ့တဲ့အိမ်ထဲနေတာပဲတင်းထားကြပေမဲ့တယောက်ကိုတယောက်မြင်နေကြတာပဲစကားမပြောကြပေမဲ့တယောက်အချိန်တွေကိုတယောက်သိနေကြတာပဲကတ်တယ် အင်မတန်စိတ်ထိခိုက်လွယ်တဲ့မိမအင်မတန်စိတ်အားငြိမ်တတ်တဲ့မိမငိုလို့ကြီးနေတာကလည်းချုပ်အသည့်မလွဲမရှောင်သာအပြင်ထွက်ရတဲ့အခါမှာဟန်ဆောင်ပြီးဖီလင်းပြင်ဆင်ထားပေမဲ့ကျုပ်ကိုတံပြန်ဆန္ဒပြတဲ့အနေနဲ့ဘာအစားမှမစားဘဲနေတာကိုက၃ရက်လားရှိနေပြီကျမကြီးကောင်းနေဆိုပေမဲ့ဘယ်မှကြာရှည်ခံနိုင်မှမလဲချစ်တော့ချစ်တယ်ဒါပေမဲ့မချစ်တော့ဘူး ရဲရတယ်ဘလို့အဖြစ်မျိုးပါလဲသူ့ပဇက်ကလှုပ်ခင်းထွက်သွားတယ်အထူးပါဘူးဒီလိုနဲ့ပြန်ပေါင်းကြပြန်ရောဒါပေမဲ့သူ့ရဲ့အခြေအနေကတော့တိုးတက်လာတယ်လက်ထက်တာနဲ့လက်မထက်တာနဲ့ဘာသူမှမှတ်လို့မောင်းရင်ဆိုတဲ့နှင့်သိစကားကိုသူ့လက်ခံလိုက်တယ်လို့ပဲအထီးဘက်ကလည်းရုံးမှတက်လက်မထိုးလက်ထက်ထားတဲ့အဆင့်ကိုတော့ လိုက်ရောလာတယ်။အဲစီဝိုင်းအပိုင်းဒီစီဝိုင်းအပိုင်းမှာတော့မထေးကတမျိုးအန်အောစရာကောင်းအောင်ကိုလိုက်ရောတယ်။မထေးကကြွညာတယ်။သူဟာဝိမတ်တဲ့ဘိန်းမတွေမဟုတ်ဘူးတဲ့။ဒီတော့ဆိုင်ကိုလဲကျုပ်ပဲဥဆောင်ဝင်ရလာတယ်။ဆလိတ်ခွန်ကိုလဲကျုပ်စိတ်တိုင်းကြပဲဆောင်ရွက်ခွင့်ရလာတယ်။ဒါပေမဲ့ကျုပ်ကရောဒီလုပ်ငန်းတွေကိုဘာလုပ်ရမှာလဲ။ကျုပ်ကိုယ်တိုင်ကရော ငွေမှတ်တဲ့အကောင်လားငွေမှတ်ပြီးမထေးကိုမချစ်ဖဲပေါင်းသိနေတာလားဒါမထေးအသည့်ငွေကိုလည်းဂယုမဆက်လိုက်သမှဘလောက်ရှိလို့ဘလောက်ရှင်းထားတယ်ဆိုတော့တခါမှမေးမကြည့်ဘူးတဲ့အထိစိတ်မဝင်စားပါဘူးကြီးလည်းမကြည့်ပွားခြင်းပါဘူးအေးတခုတော့ရှိတယ်အစွမ်းတော့ပြခြင်းနဲ့အလုတ်တော့လုတ်ပြလိုက်ခြင်းနဲ့ရန်ကုန်ကိုဆင်းမယ်အရောင်းဝယ်အတွက် ရန်ကုန်ဆင်းပြီးလေ့လာမယ်။အခုဖတ်ပြပေးခဲ့တာကတော့ဆရာမောင်သာရွားရဲ့နောက်ဆုံးကြတော့ကျော်ဟင်းကကျော်ဟင်းမှာပဲအပိုင်းနှစ်ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့တောတာရှင်တွေအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးတို့မြောက်ပြီး ရွှေရောင်နာခတ်တွေကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။